အားလုံးမင်္ဂလာပါ PM Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြင်ဆက်ပေးချင်တာကတော့ကျွန်တော်ဂျာတာပီနေ့မနက်မြန်မာစံတော်ချိန်7:00နာရီခွဲကျွန်တော်မလေးစံတော်ချိန်3:00နာရီမှာကံပဲပွဲ PG နဲ့ဘာဂါလူရဲ့ပွဲချူ30ချက်လေးကိုလုပ်ပြီးတော့မှဖြစ်ပါတယ်အစီအစဉ်လေးကိုစလိုက်အောင်ကျွန်တော် PG နဲ့ဘာဂါကိုကြည့်ရမယ်ဆိုရင်ကျွန်တော်ဘာဂါအကြောင်းတော့မှပြောမယ်ဗျ PG အကြောင်းအရင်ပြောချင်လို့ PG ကကျွန်တော်တို့သူတို့ရဲ့အပြင်းတိလီကူမှာခုနှစ်ပွဲကစားခဲ့ပြီးသွားပြီအဲ့မှာသူတို့ တပွဲရှုံးတယ်6ပွဲနိုင်တာလေဒါပေမဲ့ဒီပြင်းတိလီကူကပြောရမယ်ဆိုရင်ဒါ PSG ဖလားပဲနှစ်တိုင်းကသူပဲယူနေတာဆိုတော့အဲအထူးထူးတော့ပြောစရာမရှိဘူးသူတို့ကို test လုပ်တာကတကယ်တမ်းဆိုလို့ရှိရင် Champion League တို့ပါလို့ဘလောက်ပဲရှိတာဂျန်နေဟာတွေကသူတို့ကိုအဲ့လောက်ထိဟိုစား excited မဖြစ်စေဘူးဗျာအဲသူတို့ဒီ Champion League မှာသူတို့အခုစပြီးတော့ဒုတိယကြုံမှာတွေ့မှာကတော့ကျွန်တော်တို့ဘာကနဲ့တွေ့မယ်သူတို့ဘာကနဲ့တွေ့မယ်ဆိုလို့ရှိရင်မြင့်ကြီးအနေနဲ့ဘယ်လိုရှိမလဲကျွန်တော်အမြင်ကိုပြောမယ်ဆိုရင် PSG မလွယ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ ်ဒီတောင်မှန်သူတို့ရဲ့လူစုံတက်ဆုံအင်အားနဲ့ဆိုရင်တော့မဆိုးဘူး PG ကမဆိုးတော့မဟုတ်တကယ်ကောင်းပါလေလူစုံတက်ဆုံအင်အားနဲ့ဆိုရင်တကယ်ကောင်းတယ်ဒါပေမဲ့အခုလူစုံတက်ဆုံမဟုတ်တဲ့အပြင် PG ရဲ့အဓိကကစားသမားအများစုနားနေတယ်အဲ့ဒါပြဿနာဘာကမာကရမန်းကလည်းပြန်ပြီးတော့ကောင်းလာပြီအဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင် PG အတွက်မလွယ်ဘူးခက်ခဲလိမ့်မယ် PG မှာနားနေတဲ့ထဲမှာဆိုလို့ရှိရင်ဗတန်းမှာသူတို့ရဲ့အတင်းကောင်းဆောင်မှာကင်းညော့ရှိတယ်ကိုယ်လည်းမှာဆိုရင် Fabian Ruiz ရှိတယ်နောက်ပြီးတော့ Vadinha ရှိတယ်နောက်ပြီးတော့ Jao Navas ရှိတယ် နောက်ပြီးတော့တိုက်စစ်နာနေတာကိုကြည့်မယ်ဆိုလို့ရှိရင်ကာဗစကီလီယာနာနေတယ်နောက်ပြီးတော့ဒမ်ဘီလီနာနေတယ်နောက်ပြီးတော့ဒူးနာနေတယ်အဲ့တော့ကျွန်တော်အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီ sorry PSG တွေမချောင်းဘူးဗျ PSG ကဒီပွဲမလွယ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘာကာမာကနာနေတာဆိုလို့အဓိကကစားသမားအနေနဲ့ဘာကာမာနာနေတာဆိုလို့အဲနောက်ရောက်ပဲတွေ့တယ်ခါဗီရဲ့နောက်တစ်ယောက်ကကျွန်တော်တို့ရာဖင်ညာရဲ့အဲ့ဒါလည်းပြဿနာမဟုတ်ဘူးဗျအခုကျွန်တော်တို့ခြေစွမ်းပြနေတဲ့ ကျွန်တော်တို့ market rush ပို့ရှိနေတယ်ဆိုတော့သိရမလား PG ကအဲဒီဘာကအဲ့လောက်ထိကိစ္စမရှိဘူး PG တွက်ကတော့စိုးရိမ်စရာဖြစ်တယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင်ဘာကတိတ်လိမ့်မယ်ထင်တယ် PG ကိုတိလားအသေးအသေးဖြုတ်နိုင်တယ်ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ PG နဲ့ဘာကနဲ့တွေ့တိုင်းပွဲတိုင်းကကိုပြက်လိမ့်ရှိတယ်ဝင်းဘာကောင်လဲငါဘာကောင်လဲအမြင်မေးတယ်အဲ့တော့ဒီပွဲမှာလဲကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ PG မချောင်ဘူးကျွန်တော်တို့ဘာကဘက်ကိုတစ်ချက်လောက်ကြည့်လိုက်အောင်လဲအောင်ဘာကမှကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်တို့ရဲ့အဓိကကစားသမား ပြည်ထဲမှာဆိုရင်ကိုသမားအနေနဲ့မအန်ဒရီထက်ဆေးတန်းနာနေတယ်။နောက်ပြီးတော့ဂါဗီနာနေတယ်။သူတို့အဓိကကစားသမားတွေမှာဂါဗီနာနေတယ်။နောက်ပြီးတော့ဖာမယ်လိုဘတ်နာနေတယ်။နောက်ပြီးတော့ကျွန်တော်တို့ရာဖီညာနာနေတယ်။ဒါတော့ပဲဒီကစားသမားတွေကိုပြန်ပြီးအပေါက်ဖြည့်ပြီးတော့ဆော့လို့ရတဲ့ကစားသမားတွေကရှိပြီးသား။အဲ့တော့ဟိုစားကျွန်တော်တို့ဘာကာကအလောက်ထိပြဿနာမရှိဘူး။ PNG တို့ကပြဿနာရှိလာနိုင်တယ်။အင်းကြီးနဲ့တင်းဆိုပေမဲ့ကြီးလို့ကောင်းတယ်ဆိုပေမဲ့ပြောလို့မရဘူး။ဘာကာတိတ်သွားနိုင်တယ်။ဘာကာအင်္ဂလိပ်ဖြစ်တယ်ဆိုတော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်ဘာကာဒီပွဲကိုပြောမရဘူးဂူပြတ်အောင်ပြတ်သွားနိုင်တယ်။ အပြေးကြီးမှာနာနေတဲ့ကစားသမားအရင်များတယ်ဗျတခက်ကောင်းပြီညွန့်ပြီဆိုတဲ့ကစားသမားတို့ရဲ့ကစားသမားကြီးအရင်ဒဏ်ရနေတယ်ဆိုတော့ပြေးကြီးအနေနဲ့ကမချောင်ဘူးဒီဘက်ကျွန်တော်အမြင်ပြောမယ်ဆိုဘာကပဲဆွဲစားသွားလိမ့်မယ်ဘာဖြစ်လို့ဆိုဘာကကကျွန်တော်တို့ဒီဥစ္စာမှာပြီးခဲ့တဲ့ချင်းမလီဝက်စင်တက်မှာလည်းနိုင်ထားတယ်အာပြေးကြီးလည်းနိုင်ထားပါတယ်ဒါပေမဲ့ပြေးကြီးကအဲ့တုန်းကကျတော့သူ့မှာလူစုံတက်စုံနဲ့သူကျုံထားတာဒါပေမဲ့ဒီအခုပွဲစဉ်နဲ့မှာတို့ရဲ့ဒဏ်ရကစားသမားအရင်များနေတဲ့အတွက်မလွယ်တော့ဘူးဘာကကိုနိုင်ဖို့ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်ဘာကပဲထပ်ပြီးတိတ်သွားလိမ့်မယ်ဘာကမှာကလာလီကာမှာလည်း ပွဲစဉ်6ပွဲကစားခဲ့ပြီးသွားပြီအဲ့မှာတပွဲတည်ရင်5ပွဲနိုင်တာတွေဇယားထိတ်မှာဥဆောင်နေတဲ့အသင်းကျွန်တော်အမြင်ပြောမယ်ဆိုရင်ဗျာဘာကပဲတိတ်သွားမယ်ဗျာဘာကအနည်းဆုံး2 3စီးလောက်ဖြစ်သွားမယ်ထင်တယ်မဖြစ်ဆိုဘာကမှလုံးဝအခုဟန်ကဖြစ်နေတဲ့ကျွန်တော်တို့ market rush pool လို့ဘာလို့ရှိတယ်ဗျာနောက်ပြီးယမားကလည်းပြန်ကောင်းသွားပြီအဲ့တော့ဘာကကပြောမယ်ဆိုရင် PG ကိုစုပ်ဖြဲလိမ့်မယ်ကျွန်တော်အမြင်ရတော့လေအဲ့တော့ PG ကတော့မချောင်ဘူးကျွန်တော်ထင်တော့ဘာကပဲနိုင်သွားမယ်လို့ထင်တယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကြည့်လိုက်အောင်ဒီပွဲကိုတော့အာ အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုသဘောကျတယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ပြီးမြတ်တာရက်ခံပါတယ်အာ comment ပါလေမှတ်ချက်ပေးခဲ့လို့ရပါတယ်